အနေနဲ့ရကရွှေသကန်းကိုစကားမိတ်ဆွေပြိတ္တာအားလုံးကိုစိတ်နှဖျားကျမ်းမာပြီးတဲ့ကျမ်းမာအောင်ချမ်းသာပြီးတဲ့ချမ်းသာအောင်ဆွမ်းဆောင်တော်မူနိုင်ကြပါစေ။ကញ្ញံဝရိယ၃ချက်လုံးအားကောင်းအောင်လဲကြိုးပမ်းတော်မူနိုင်ကြပါစေလို့မေတ္တာပို့တာနှုတ်ခွန်းဆက်သားလိုက်ပါရခင်ဗျာ။ရွှေစကားငွေစကားအစီအစဉ်ကိုကျွန်တော် TikTok မှာ YouTube မှာညစဉ်ကြိုးစားပြီးတော့တင်ဆက်ပေးနေပါတယ်။အနေနဲ့ရကမိတ်ဆွေများတို့လည်းအသုံးတဲကြအကျိုးထူးကြတယ်ဆိုတာပြန်လည်ကြားပြရတဲ့အတွက်ဝမ်းသာမိပါတယ်ခင်ဗျာ။ကဲ။ အများတကားတွေအကျိုးထူးကြတယ်အသုံးတဲကြတယ်တဲ့အခုမှဒီအစီအစဉ်လေးကိုတွေးမိကြတဲ့မိတ်ဆွေများလည်းပဲကဲအသုံးတဲကြအကျိုးထူးကြပါစေကိုလည်းအကျိုးထူးတဲ့မှာပါဝင်ကြပါစေနော်နောက်ဒီအပိုင်းလေးမှာအဲမြေဝဲမြေရောင်းကိစ္စအိမ်ဝဲအိမ်ရောင်းကိစ္စအိမ်ဆောက်တာအိမ်ပနဲ့ရိုက်တာအိမ်တန်တာမြေတန်တာနော်အဲ့ဒါလိုအိမ်ရောင်းအုံရွယ်ကိစ္စအိမ်ငါးကိစ္စအဲ့ဒါလိုကိစ္စအဝဝအတွက်ရွှေအိမ်တော်အခွင့်ကျမ်းဆိုတဲ့စာအုပ်လေးတော့ဟုတ်လုံခဲ့တဲ့9လောက်ကကျွန်တော်ထုတ်ဘူးတယ် ဒါလီဒုတိယကြိမ်ပြန်ထွက်နေပါပြီ Facebook မှာမဟာစာပေဆိုတဲ့ page ကိုရှာကြည့်ပါခင်ဗျ Facebook မှာအဲ့ဒီမဟာစာပေဆိုတဲ့ page messenger မှာသွားပြီးတော့အိမ်ရောက်ဖို့မှာယူနိုင်ပါတယ်နီးစပ်အစားအုပ်စာနေမှာလဲကဲမင်းများပြီးဝယ်ယူနိုင်ပါတယ်လို့နော်ဇင်ယောင်ကြီးရဲ့ရှူဝေအိမ်တော်အခွင့်ကြမ်းကဲဒုတိယကြိမ်ထွက်လာပါပြီလို့နော်ကဲအခုကတော့ဖြင့်မေလ29ရက်နေ့အတွက်ရွှေစကားငွေစကားခေါ်ကြချက်များဖြစ်ပါတယ်ခင်ဗျာဥစွာတနင်္ဂနွေသားသမီးမိတ်ဆွေများ ဒီလိုနေမျိုးမှာကအပြောင်းအလဲတွေအပြောင်းအရွှေ့တွေလုပ်ငန်းတွေနေရာတွေအစီအစဉ်တွေအဲ့ဒါလိုကိစ္စတွေကိုဦးစားပေးတဲ့မှာလေခကြီးသွားပြီးအလုပ်တဲ့အလုပ်တွေတယူပို့ဆောင်ရေးဆိုင်ရာကိစ္စတွေအတိအနန်းတို့ရေရွက်ကုန်အိမ်ဆောင်နေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ရွေချက်အစီအစဉ်တွေအုတ်တို့ဥတို့အင်းတို့အေးတို့အုံးတို့အဲအဲ့ဒါမျိုးတွေပို့ပြီးတော့အကျိုးထူးအောင်မြင်နိုင်ပါတယ်ဒီလိုနေမျိုးမှာခါတိုင်းနေတွေတဲ့ရန်တွေအနောက်ချက်လေးတွေပိုများတတ်တာတော့သတိပြုပါ ်လူတရရဲ့ဘဝမှာထိတ်ဆုံးဝင်တက်သွားရင်လည်းဒီဂိမ်းအောက်ဆုံးဝင်ပြုတ်ကျရင်လည်းဒီဂိမ်းဆိုတာမျိုးတော့ဖြစ်တတ်တယ်အဲ့တော့ကို့အပေါ်မှာတော့မူတည်လိမ့်မယ်ကို့ဘက်ကပိုင်ပိုင်နိုင်နိုင်ပြပြပြင်းပြင်းကြကြနာနာစူးစမ်းနိုင်တဲ့ကိစ္စတွေမှာအောင်မြင်မှုကိုအကြီးကြီးရတာပြီးတော့မဆုံးမဖို့မရည်မရသွားလို့ခရင်လည်းပဲအဆုံးရှုံးနေတာမှုကြီးမားတတ်တယ်ဆိုတာလေးတော့သတိပြုစေချင်ပါတယ်ကဲဒါကြောင့်တင်းနေတွေသားသမီးများလုံကြီးတိုတိုတင်းနေဝိလောဝရင်ကတော့မှကြိုက်ပြီးတော့အင်းအားသုံးပြီးတော့ကြိုးစားတဲ့အချိန် ဖြစ်ပါတယ်လို့နော်အဲ့တော့ဒီလိုကိန်းမျိုးမှာတနင်္ဂနွေသားသမီးတွေကမိမိတို့ရဲ့ချစ်သူအိမ်တော်ဘက်ရဲ့ခရီးနဲ့ပတ်သက်တဲ့ဝမ်းသာစရာအောင်မြင်မှုတရင်ကောင်းကြားကြုံရတတ်ပါတယ်ဒီလိုကိန်းမျိုးမှာတနင်္ဂနွေသားသမီးတွေကံရဲ့အပံမိုးရရှိစေဖို့ဆိုရင်အနီရောင်တို့ချက်သွေးရောင်တို့များများပါတော့အဝိအစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စုံသွေးပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင် အုံညုံကလေး၅ညုံပို့ပြီးတော့အုံညုံကလေး၅ညုံနဲ့ရောင်းရင်းတဲ့ပစ္စည်းမှန်သမျှလုပ်ငန်းသုံးပစ္စည်းမှန်သမျှကိုရိုက်ပို့ပြီးတော့စုတောင်းမှာဗာရောင်းရင်းတာပဲဖြစ်ဖြစ်နော်ပစ္စည်းကြီးကြီးသေးသေးဗာလုပ်ငန်းလုပ်တာပဲဖြစ်ဖြစ်အုံညုံလေးနဲ့ရိုက်ပြီးတော့ကဲတတိယတိုင်းအားတိုင်းရိုက်ပြီးတော့ကဲအယောင်ဝတီပွင့်လန်းကြပါသေးလုပ်ငန်းဆောင်တာတွေတို့တက်ကြပါသေးတင်းငွေသားသမီးများအတွက်ဒီနေ့ကံကောင်းလိုက်ရွှင်စေမယ့်နံပါတ်တွေကနန်းနေအိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်ဆိုင်ကနံပါတ်တွေရွေးမယ်အင်းအယောင်ဝယ်ဈေးစကားတတ်မှတ်မယ် ဟာအချင်းချင်းနိုင်တတ်မှတ်မယ်အဲ့ဒါလေးယူမှာဆိုလို့ရှိရင်တနေ့ဝင်သားမိများအတွက်တစ်ကနန်းငါကနန်းတွေဟာကို့အတွက်ကန်စားအချိုးပေးရကောင်းစီပါလိမ့်မယ်ကတိလိုကိန်းမျိုးမှာတနေ့ငွေသားမိမိတ်ဆွေများကန်ကောင်းစီရရှိတာပို့ကောင်းအောင်အញ្ញံခိုက်တွေရော့ပါပြေပြောင်းဆိုရင်ကန်ရဲ့အပမိုးရဖို့အတွက်အုံနုခောက်ဆွဲမြတ်စွာဘုရားမှာပဲလူလူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဒါနာပြုပြုအုံနုခောက်ဆွဲလူတန်းဒါနာပြုပြီးတော့ကဲ ဒီနေ့မိသားစုမိတ်ဆွေများကံပွင့်ကံမြင့်ကြပါစေဘေးရန်ပေါင်းကလည်းကင်းပချမ်းသာကြပါစေခင်ဗျာဆက်လက်ပြီးတော့တနင်္လာသားသမီးမိတ်ဆွေများလည်းဖြစ်ပါတယ်ခင်ဗျာဒီလိုနေ့တွေမှာတနင်္လာသားသမီးတွေကကញ្ញမာဂုံးတက်ကိုယုံတက်နေရတယ်လို့ပဲအောင်ကန်နေပြီအောင်မြင့်တောင်ကုန်းထိပ်ကိုရောက်ခံနေပြီသို့တော့ဒီချိန်လေးမှာလေစိတ်မောလူမောတွေဖြစ်ငွေကုန်လူပန်းတွေဖြစ်ပြီးလူကလက်မှန်ချခြင်းတို့လို့စိတ်ဓာတ်ကြခြင်းတို့လို့အားငယ်ခြင်းတို့ဖြစ်တတ်တယ်ကိုယ့်ရဲ့စိတ်အာယုံဇွမ်းနေဘက်ကိုစုစည်းပြီးတော့အရမီစူးစမ်းပြင်ပါတယ်အထူးသဖြင့်ကတော့ ကိုစိတ်ကူးရည်ရထားတဲ့ကိစ္စတွေကိုပိုင်ပန်နေကြကြနာနာအခြေတဲတာအစပြိုးတာနော်ထူထောင်တာတို့ပြုလုပ်တဲ့ ਨੇ စာတူတွဲပြီးလုပ်မဲ့ကိစ္စတွေစာချုပ်စာရန်စရင်စရာချုပ်ဆိုပြီးလုပ်ကိုင်းမဲ့လုပ်ငန်းမျိုးတွေအလုံးကောင်းနေဇာတော့ကုန်းဇာတော့ဆိုင်စံစီစေးစာဆက်မှုစိုက်ပြိုးစိန်စာဥစာတန်းအဲ့ဒါလိုကိစ္စမျိုးတွေပို့ပြီးတော့အကျိုးတူအောင်မြင်နိုင်ပါတယ်ငွေတွေပစ္စည်းတွေအလေလွတ်အကြအပေါအဆုံအရှုံး မြတ်တာတာလေးတော့နည်းနည်းလေးသတိပြုရပါလိမ့်မယ်ဗျနော်ကြမ်းဖမ်းပြီးတော့လဲကျွေးတွေပါတင်တတ်တယ်ကြဲအဲ့တော့ကျွေးတင်စရာရှိလဲပိုင်နေတာတင်ပလိုက်ဘက်ဆန်တွေပါတချီငါဆွဲယုံပြီးတော့လုပ်ငန်းထူထောင်ခြင်းဘုံပစ္စည်းတူလောင်ခြင်းအိမ်ဆိုင်အစားအုပ်ကိစ္စကြိုးစားခြင်းတွေပြုလုပ်တင်ပါတယ်လို့ဒီလိုကိမျိုးမှာတင်းလာသားသမီးတွေကမိမိအိမ်အောင်ဖက်ချစ်သူရည်စားရဲ့ငွေပြောက်ပစ္စည်းဖြောက်ကိစ္စလေးများသတိပြုပါကြဲတင်းလာသားသမီးတွေကံကောင်းစရာရှိတာပိုကောင်းအောင်အညံ့ခိုက်တွေကြောပါပြပြအောင်ဆိုရင်အညူရောင်ခရမ်းရောင် မယမ်းရအောင်လို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆက်သုံးသွဲပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်ဇွန်လေးတစ်ချောင်းကဲတင့်တော်တဲ့ဇွန်လေးတစ်ချောင်းနဲ့ပေါ့ရောင်းရင်းတဲ့ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုတို့ခောက်ပြီးတော့စုတောင်းပါဒီနေ့ကိုအတွက်ကံကောင်းလက်ရွှင်စေမဲ့နံပါတ်တွေကဏ္ဍတွေကတော့6ကဏ္ဍ7ကဏ္ဍတွေဖြစ်ပါတယ်ခင်ဗျာကဲဒီလိုဂိမ်းမျိုးမှာဒင်းလာသားသမီးတွေ ကံကောင်းစရာရှိတာပိုကောင်းညံ့ခိုက်ပြီးကြောပါပြပြအောင်ကံရဲ့အပမှုရဖို့ဆိုရင်စေဝါလှူဒါန်းသောကုသိုလ်သို့မဟုတ်ကျမ်းမာရေးအတွက်ကိုကြည်ရပြီးတော့ရဲ့စေဘဝါကလှူဒါန်းတဲ့ကုသိုလ်လေးပြုတ်ပြီးတော့ဒင်းလာသားသမီးမိတ်ဆွေများကံပွင့်တန်းမြင့်ကြပါစေဘေးရမြေပေါင်းကလည်းကင်းပချမ်းသာကြပါစေခင်ဗျာဆက်လက်ပြီးတော့အင်္ဂါသားသမီးမိတ်ဆွေများကဲဒီလိုကိယုံဟောရတာတော်တော်လေးဝမ်းသာစိတ်ချမ်းသာမိပါတယ်အင်္ဂါသားသမီးတွေဒီချိန်မှာကငွေဟောင်းပစ္စည်းဟောင်းတွေကြံအကျိုးပေးတတ်တယ် အကြောင်းကြောင်းကြောင့်ရထားနားထားတဲ့လုပ်ငန်းဟောင်းတွေရည်ရချက်ဟောင်းတွေအစီအစဉ်ဟောင်းတွေပြန်အကျိုးပေးတတ်တယ်။ကိုယ်ကွာနေတဲ့ဆွေမျိုးမိတ်ဆွေလှုပ်ဖို့ကံပက်တွေနဲ့လည်းပြန်လဲဆုံစည်းရတဲ့ဂိမ်းဖြစ်ပါတယ်။ကြည့်ဒါကြောင့်အရင်အရင်တုန်းကစူးစမ်းခဲ့ပြီးတော့အစမပြေအခုထစ်ဖြစ်ခဲ့တဲ့ရည်ရချက်ဟောင်းလုပ်ငန်းဟောင်းတွေကိုအင်အားသုံးပြီးတော့ပြန်ပြီးစူးစမ်းတဲ့အချိန်တော့ရောက်လာပါပြီလို့အဓိကတော့ငွေကန်ရွှေကန်တွေကောင်းနေမယ်။ငွေနဲ့ပတ်သက်တဲ့ကိစ္စတွေအပေါင်းနှံချင်းငါတို့ပတ်စံချင်းနာတို့အကျွေးတောင်းနေတာတို့အကျွေးဆက်ချင်နာတို့ ရွှေရတနာပစ္စည်းလက်ဝက်လက်စားတို့အလှကုန်တို့အလှပင်ဆိုင်တို့အမှုပညာအလှအပရေးရနဲ့ပတ်သက်တဲ့လုပ်ငန်းတွေဝက်ဝါလေလှဲကဲအဲ့ဒါမျိုးတွေပို့ပြီးအကျိုးထူးလိမ့်မယ်လျှက်စစ်တို့လက်ဖက်တို့နော်လက်ဖက်ရည်ဆိုင်တို့ဒီလိုကိန်းမျိုးမှာအင်္ဂါသားသမီးတွေကမိမိအိမ်အောင်ဘက်မိမိချစ်သူရည်သားရဲ့ရေနာပစ္စည်းလက်ဝက်လက်စားနဲ့ပတ်သက်တဲ့ဝန်သားစီအားကျောင်းဝန်ကြားရတာပါလေဗျာကဲဒီလိုကိန်းမျိုးမှာအင်္ဂါသားသမီးတွေကံရဲ့အပံမှုရဖို့ဆိုရင် အစင်းရောင်များများပါတော့အဝိအစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝိစံသုံးဆွဲပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်ရွက်လာညုံကလေးလေးညုံဘာအမျိုးအစားပဲဖြစ်ဖြစ်ရွက်လာညုံကလေးလေးညုံနဲ့ရိုက်ပုတ်ပြီးတော့စုတောင်းပါဒီနေ့ကိုအတွက်ကံကောင်းလက်ရှင်စီမဲ့နံပါတ်တွေကဏ္ဍတွေကတော့၄ကဏ္ဍတစ်ကဏ္ဍနေဖြစ်ပါတယ်ကတလိုနေမျိုးမှာဘုဒ္ဓအင်္ဂါသားသမီးတွေကံရဲ့အပမိုးရရှိစေဖို့ဆိုရင် လက်ဖက်ရည်နဲ့ကိတ်မုံမြတ်စွာဘုရားမှာပဲလူလူအပေါင်းအသင်းမိတ်ဆွေတွေကိုပဲဒါနပြုပြုအဲ့ဒါလေးနဲ့ကံပွင့်ကံမြင့်ကြပါသည်ခင်ဗျာဆက်လက်ပြီးတော့ဗုဒ္ဓဟူသားသမီးမိတ်ဆွေများဒီလိုကိတ်ုံဟောရတာဒေါ်တော်လေးဝန်တာစိတ်ချမ်းသာမိပါတယ်ဒီပေါက်မဲပေါက်စုရရာထူးတို့တို့ကံထူတတ်တယ်မထင်မှတ်တဲ့မိတ်ဆွေဆရာသမားတွေစီကအကူအညီကောင်းအပံမိုးကောင်းတွေရောက်တတ်တယ်မြေကိစ္စတို့ဖုံးကိစ္စတို့အမွေကိစ္စတို့ပရိဘောကပေပြောင်းပန်းပရိမ္ပတိပပုပညာရဆိုင်ရာပညာရေးဆိုင်ရာကိစ္စတွေပိုပြီးတော့အကျိုးထူးအောင်မြင်နိုင်သောကိမျိုး ဖြစ်ပါတယ်ခင်ဗျာဒါဒီလိုကိန်းမျိုးမှာပြည်တွင်းပြပကောင်းသောကိရီလည်းသွားရတဲ့မထက်မတဲ့နေရာကငွေတွေဝင်ရုပ်ဝင်စင်မဟုတ်တဲ့ငွေတွေဝင်တတ်တယ်တံမူးကြီးပစ္စည်းတွေဝယ်လို့ပဲရရလက်ဆောင်ပေးလို့ပဲရရကာရဝါပြုလို့ချီးမြှင့်လို့ပဲရရအဲ့လိုဝင်လာတတ်တယ်မိမိဥဆောင်ပတ်သက်ပြီးတော့လည်းအလှူမင်္ဂလာပွဲလမ်းသဘင်တွေပြုလို့ရတာကြောင့်ပါခင်ဗျာဒါဒီလိုကိန်းမျိုးမှာဘုဒ္ဓသားသမီးတွေကကို့အတွက်ဝမ်းသာစိတ်ချမ်းသာစရာတွေတော်တော်များပြီမဲ့ဆွေမျိုးရင်းမိတ်ဆွေရင်းလှုပ်ဖို့ကံပဲတို့တွေတော့ပူပင်တော့ကလေးတွေများရတတ်တယ်ကဲဘုဒ္ဓသားသမီးတွေက ကံရဲ့နော်အဘုဒ္ဓသာသမိတွေကအိမ်တော်ဘက်ချစ်သူရေးသားရဲ့ဇာမေးပွဲအောင်တယ်လို့ယာဒူးတိုးတယ်လို့အောင်မြင်မှုကြည်ကြည်မာမာကြားကြုံရတတ်တယ်ဘုဒ္ဓသာသမိများကံရဲ့အပမှုရရှိစေဖို့ဆိုရင်အဝါရောင်တို့ရွှေရောင်တို့လိမ္မောင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးလို့ဝတ်ဆင်လုပ်ကြပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတို့တဲ့အောင်ဆိုရင်မိကျစ်ကလေးတစ်လုံးအစဉ်ပြေသင့်တော်တဲ့မိကျစ်ကလေးတစ်လုံးနဲ့တို့ခောက်ပြီးတော့ဆူတောင်းပါဒီနေ့ကိုယ့်အတွက်ကံကောင်းလက်ရှင်စေမဲ့နံပါတ်တွေကနန်းတွေက၅ကနန်း၂ကနန်းတွေ ကဲကံကောင်းစရာရှိတာပို့ကောင်းအောင်အညံ့ညော့ပါပြေပြအောင်ကံရဲ့ပါမှုရဖို့မြတ်စွာဘုရားမှာပဲလူလူအပေါင်းသင်းမိတ်ဆွေတွေကိုပဲဒါနာပြုပြုမုံဟင်းကဆုံးတော်ကလူဒံနော်ဒါနာပြုပြီးတော့ဘုရုသာသမီးများကံပွင့်ကံမြင့်ကြပါစေခင်ဗျာ